မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့တော့ဟိုတနေ့ကတင်ခဲ့တဲ့ American နိုင်ငံ Michigan ပြည်နယ်က Grand Blend ဆိုတဲ့မြို့က The Church of Jesus Christ of Latter-day Saints ဖျာရှိခိုးကျောင်းမှာ Thomas Jacob Sanford ဆိုတဲ့တနတ်သမားဖျာရှိခိုးနေတော့ဝင်ပစ်ခဲ့တဲ့အတွက်ကြောင့်လူလေးယောက်တေဆုံးသွားရပြီးတနတ်သမားကို အသေးပစ်ခတ်ဖမ်းဆီးရမိခဲ့တဲ့အမှုရဲ့နောက်ဆက်တွဲထဲကစိတ်ဝင်စားစရာကောင်းပြီးတော့ပညာရှင်တွေကအမျိုးမျိုးဝေဖန်သုံးသပ်နေတဲ့ကိစ္စတစ်ခုကိုမိတ်ဆွေတို့လည်းသိလို့ရအောင်ပြီးတော့အချင်းချင်းအပြုသဘောနဲ့ဆွေးနွေးလို့ရအောင်ပြောပြချင်လို့ဒီဗီဒီယိုအတူလေးကိုလိုရချင်းဖြစ်ပါ ါတယ်ဒီ case အကြောင်းကိုအသေးစိတ်မသိရသေးတဲ့မိတ်ဆွေတွေရှိခဲ့မယ်ဆိုရင်စက်တမာလ29ရက်နေ့မှာ ကျမတင်ထားတဲ့ဗီဒီယိုလေးကိုတွားကြည့်လို့ရပါတယ်ရှင်။ကျမပြောပြမယ်ထူးခြားတဲ့ကိစ္စကိုမတွားခင်မှာအရင်ကျမတင်ခဲ့တဲ့ post မှာလူသက်သမားရဲ့ပုံမှာမုတ်ဆိတ်မွေးတွေပါနေတာနဲ့ပဲဒီတခြားဘာသာတခြားလူမျိုးတွေကိုအမျိုးမျိုးလာပြီးတော့ပြောဆိုပစ်တင်နေကြတဲ့မိတ်ဆွေများကိုပြောပြချင်တာတခုရှိပါတယ်။ လူသက်သမားကမိဆွေတို့ထင်နေတဲ့လူမဟုတ်ပါဘူးလူသက်သမားကခရီးယန်ပါခရီးယန်မှာမှသမ္မတကြီးဒေါ်နယ်ထရမ့်ကိုအားပေးထောက်ခံတဲ့ခရီးယန်ကြီးပါမိဆွေတို့ထင်နေတဲ့တခြားဘာသာဝင်မဟုတ်ပါဘူးလို့ခရီးယန်နေအများကြီးနေတဲ့တိုင်းပြည်မှာအကျန်းဖက်သမားကခရီးယန်ဖြစ်နေတာလည်းမထူးဆန်းပါဘူးသူတို့နိုင်ငံမှာနေတဲ့အများစုသောလူမျိုးဘာသာဝင်တွေကအဲ့ဒီနိုင်ငံမှာကျူးလွန်တဲ့အမှုတွေမှာအများဆုံးဖြစ်နေတတ်တာက ဘာမှမထူးဆန်းတဲ့အတွက်ကြောင့်အခုလိုမျိုးအကြမ်းဖက်မှုတွေဖြစ်လာတဲ့အခါမှာကျမတို့တင်တဲ့အကြမ်းဖက်မှုကိုကြည့်ပြီးတော့เนาะဘေးဘာတာဘေးလူမျိုးဆိုပြီးတော့တစ်ခုလုံးကိုတင်းကြုံဆေးဆိုခြင်းတွေမပြုဖို့မေတ္တာရခံချင်ပါတယ်ရှင်ကျမရဲ့ channel မှာအမုံမီးတွေတောက်လောင်နေတာကိုကြည့်ဖို့ခွန်အားကျမမှာမရှိတဲ့အတွက်အမုံတွေနဲ့မက်နေကိုကျမဖြစ်ပြလိုက်ပါတယ်ဆက်ပြီးတော့လည်းဖြစ်နေအောင်မှဖြစ်ပါတယ်ရှင်။ကဲကျမအဓိကပြောပြချင်တဲ့အကြောင်းအရာကိုဆက်သွားကြရအောင်။ မေရိကန်နိုင်ငံမှာဒီအကြမ်းဖက်တပ်ဖြတ်မှုတွေဖြစ်ပြီးသွားပြီးတဲ့အခါတိုင်းမှာအကြမ်းဖက်တပ်ဖြတ်ခြင်းခံရတဲ့မိသားစုတွေနဲ့ထိခိုက်နစ်နာသွားတဲ့မိသားစုတွေကိုကူညီဖို့အတွက်သူတို့ရဲ့မိတ်ဆွေတွေကဒီ GoFundMe ဒါမှမဟုတ်လို့ရှိရင် Gibson Go စတဲ့ platform တွေကိုအသုံးပြုပြီးတော့အများပြည်သူလှူဒါန်းနိုင်အောင်လို့ fundraising တွေလုပ်ပေးလိရှိကြပါတယ်။ဒီကြံရစ်သူမိသားစုနဲ့ထိခိုက်နစ်နာသူတွေဆက်လက်တရားရင်ဆိုင်နေတဲ့နေရာမှာလိုအပ်တဲ့နေရာမှာတုံးဖို့ နောက်ဆေးဝါးကုတာဖို့နဲ့ဝနေ့ကျေကွဲနေတဲ့ကာလမှာဆောက်ဝတ်နေရေးပူပင်စရာမလိုပဲနဲ့သူတို့ရဲ့ပူဆွေးဝနေ့နေတဲ့ကာလကိုအေးအေးဆေးဆေးကြော်ဖြတ်နိုင်ဖို့ဆိုတဲ့စေတနာစိတ်နဲ့သူတို့ကိုစာနာတနာတဲ့လူတွေကအလူငွေတွေဝိုင်းလူပေးကြလေရှိတယ် ဒီ grand blends ကမော်မန်ဖျားကြောင်းပြတ်ခံရမှုမှလည်းပဲအသက်ခံလိုက်ရတဲ့သူရဲ့မိသားစုတွေနဲ့တန်ရာရသွားတဲ့သူတွေကိုထောက်ပံ့နိုင်ဖို့အတွက် GoFundMe ကနေပြီးတော့အလူငွေတွေဝိုင်းပြီးတော့ထိတ်ကြတာတယောက်ကိုအနည်းဆုံး American Dollar 6000ကျော်ကနေပြီးတော့သသိန်း6000ကျော်အထိရနိုင်ကြပြီဖြစ်ပါတယ်အခုဒီပုံမှာပြထားတာကတေဆုံးသွားတဲ့သူရဲ့မိသားစုဝင်တွေဒါမှမဟုတ်လို့ရှိရင်တန်ရာရသွားတဲ့သူသူချင်းစီအတွက်ရတဲ့အလူငွေတွေပါ ဂျာရီကကဘာတလွားကစေတနာမေတ္တာရှင်တွေကချိခိုင်းနေနာသူတေဆုံးသူမိသားစုကိုမေတ္တာပြအားပေးတဲ့အနေနဲ့ဒီဝနေ့ကြေကွဲစရာကာလကိုငွေရေးကြေးရေးစိတ်ပူစရာမလိုပဲကြော်ဖြတ်နိုင်ဖို့အတွက်လှူဒန်းပေးကြတာဖြစ်ပါတယ်။ဒီလိုလှူဒန်းကြတာကဘာမှမထူးဆန်းဘူး။ဘာမှဆွေးနွေးညှင်းခုန်စရာလည်းမရှိပါဘူး။လူတိုင်းရိုးရိုးလေးနားလည်နိုင်တဲ့ကိစ္စပေါ့။ ဒါပေမဲ့ရန်ချူဆန်းတဲ့ကိစ္စတခုလည်းရှိလာခဲ့ပါတယ်။အဲ့ဒါကတော့ American နိုင်ငံကတိတ်ပန်တဲ့စိတ်ကူးယဉ်ဇလန်းတွေရေးတဲ့စာရေးဆရာ David Butler ဆိုတဲ့သူကတနတ်သမားနဲ့ကြံရစ်သူမိသားစုအတွက် Gibson Go ဆိုတဲ့ platform ကနေပြီးတော့ရန်ပုံငွေ ရှာပေးတာဖြစ်ပါတယ်။သူကအဲ့လို ရန်ပုံငွေရှာတဲ့အကောင့်ကိုအခင်းဖြစ်ပွားပြီးတော့နေရက်အကြာပေါ့စက်တင်ဘာလ30ရက်နေ့မှာစတင်ပြီးတော့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ူကအဲ့ဒီတနပ်ပစ်ခံရတဲ့အသင်းတော်နဲ့တကိုင်းထဲတားလို့ပြောလို့ရတယ် Church of Jesus Christ of Latter-day Saints အသင်းဝင်တူဖြစ်ပါတယ်။သူရဲ့စဉ်းစားပုံကဒီလိုမျိုးအာဒီလိုအခင်းဖြစ်ပွားပြီးတဲ့နောက်မှာထိခိုက်နစ်နာသူ victims တွေကတနပ်ပစ်ခံရလို့တည်သွားရတဲ့လူလေးယောက်နဲ့တန်ရာရသွားတဲ့သူတွေပဲမဟုတ်ဘူး။အခြားသောထိခိုက်နစ်နာသူ victims တွေလည်းရှိသေးတယ်။ အဲ့ဒါကတော့တနတ်သမားရဲ့ကြံရစ်သူဇနီးနဲ့ယောဂသိတားလေးတို့ပဲသူတို့ကဒါတွေကိုဖြစ်စေခြင်းခဲ့တာမဟုတ်ဘူးတခင်ယေရှုဖရာရဲ့နောက်လိုက်တယောက်အနေနဲ့အငေးဆုံးသောသူကိုကိုကိုမပြုစုနိုင်သောသူတွေကိုပြုစုဆောင်ရှောက်ရမယ်မေတ္တာပြရမယ်ဒါကြောင့်မို့လို့ဒီလူတတ်သမားရဲ့ကြံရစ်သူမိသားစုကိုလည်းထိခိုက်နစ်နာသူစီးရင်ကနေဖယ်ထားလိုက်လို့မရဘူးလို့သူကမြင်တယ် ဒီလိုလူသက်သမားရဲ့ကြံရည်သူမိသားစုကိုကူညီခြင်းကအသက်ခံလိုက်ရတဲ့မိသားစုတွေနဲ့ဒဏ်ရာရသွားတဲ့မိသားစုတွေထက်သူတို့ကိုပိုပြီးတော့တနာဂယုဏတက်တာတော့မဟုတ်ပါဘူး။ဒါပေမဲ့သူတို့ကလည်းသူတို့ရဲ့မိသားစုဝင်ကိုဆုံးရှုံးရသလိုတားကလေးရဲ့ကျမရေးစောင့်ရှောက်ဖို့နဲ့တခြားကိစ္စတွေအတွက်သူတို့မှလည်းအခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်တဲ့။သူတို့ရဲ့မိသားစုဝင်ကအခုလိုမျိုးဆိုးရွားတဲ့အမှုကိုကျူးလွန်ခဲ့ပေမဲ့ဒီမိသားစုကဒါတွေကိုဖြစ်စေချင်ခဲ့တဲ့သူ နောက်ွယ်ကလည်းအားပေးအမြောက်ပြုလုပ်ခဲ့တဲ့သူတွေမဟုတ်လို့ဒီမိသားစုတွေကိုလည်းခြံလှက်ခဲ့လို့မရဘူးဆိုတဲ့သဘောပါတဲ့။ဒါလူတက်သမားရဲ့အဖေနဲ့ဇနီးကလည်းသူတို့ရဲ့တာသူယောက်ျားရဲ့လုပ်ရက်အတွက်မယုံနိုင်အောင်ဖြစ်ရပါကြောင်းနဲ့ဝန်းနေပါကြောင်းကိုလူတိရှင်ကြားတောင်းပန်ထားခဲ့ပါတယ်။ဒါကြောင့်မို့လို့ဒီလူတွေကိုကူညီနိုင်ဖို့အတွက်ဒေးဗစ်ဘတ်လာက Gibson ကိုအကောင့်ဖွင့်ပြီးတော့အလှူခံပေးခဲ့တယ်။စက်တင်ဘာလ30ရက်နေ့မှာအကောင့်ကိုစာဖွင့်နဲ့အောက်တိုဘာလ1ရက်နေ့မှာတင်သူတို့တားမြစ်အတွက်အလှူငွေ American Dollar 3သိန်းကျော်ရသွားပြီဖြစ်တယ်။ အခုဒီဗီဒီယိုရိုက်ခါနေကျမသွားကြည့်တော့ဒီနေ့အောက်တိုဘာလ3ရက်နေ့မှာ3ဒိန်း2000ကျော်ရထားပြီးသွားပြီလူအယောက်8000နေရာကျော်ကဝိုင်းပြီးတော့လှူဒန်းခဲ့တာဖြစ်တယ်တယောက်က5ဒေါ်လာကစလို့9000အထိကိုပေးလှူကြတာပါသူတို့ပေးလှူတဲ့အချိန်မှာလည်းပဲမိသားစုတွေအတွက်အားမငယ်ဖို့အားပေးစကားတွေလည်းရေးထားခဲ့ကြပါသေးတယ်ပေးလှူသူအများစုကတော့အခင်းဖြစ်ပွားတဲ့အသင်းတော်က Church of Jesus Christ of Latter-day Saints အသင်းသားအများစုပါတဲ့ ကျမအဲ့ဒီနေရာတဲ့အဲ့ဒီအလူရှင်တွေကိုလိုက်ဖတ်ကြည့်တော့အလူရှင်တယောက်ကသူ့မှာလည်းပဲဆန်ဖို့ရဲ့တားလူမျိုးမျိုးရိုးဗီဇဆိုင်ရာယောဂရှိတဲ့တားတယောက်ရှိတဲ့အတွက်ကျန်ရစ်သူမိသားစုကို စာနာပါကြောင်းအဲ့လိုဆူတောင်းပေးနေကြောင်းစာနဲ့အတူအလူငွေတွေပေးထားတာကိုဖတ်ခဲ့ရပါတယ် လားသူပဲအခြားတော့လူရှင်များကလည်းသူတို့ကိုခွန့်လွတ်ပါကြောင်းသူတို့ဒီနှစ်သိမ့်ချင်းရဖို့ကြောင်းနောက်ပြီးလို့ရှင်သခင်ယေရှုကသူတို့ကိုချစ်တယ်ဆိုတဲ့အကြောင်းအဲ့လိုမျိုးလေးတွေသူတို့ရေးပြီးတော့အလှငွေတွေပေးလှူထားတယ်ဆိုတာကိုဖတ်ခဲ့ရပါတယ်လူသက်သမားမိသားစုအတွက်ရတဲ့အလှငွေက အသက်ခံရတဲ့သူတွေထိခိုက်ဒဏ်ရာရတဲ့သူတွေနဲ့မိလောင်ပျက်စီးသွားတဲ့ဖခင်ကြောင့်ပြန်ပြင်ဖို့အတွက်ကောက်ခံတဲ့ရန်ပုံငွေတွေထက်အများကြီးတာလွန်နေတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီအထိနားထောင်ပြီးတဲ့အခါမှာမိษွေတို့မှာတွေးစရာအငင်းကုန်ချင်းစရာလေးတွေလည်းရှိလာပြီလို့ထင်တယ်။မိษွေတို့လိုပဲပညာရှင်တွေနဲ့တာမန်လူတွေကဒီကိစ္စအပေါ်မှာအမျိုးမျိုးသုံးသပ်ဝေဖန်နေကြပါတယ်။သခင်ယေရှုရဲ့ခွလွချင်းတရားနဲ့မေတ္တာတရားကိုအခြေခံတဲ့လူတွေကတော့ဒီလိုမျိုးကျန်ရစ်သူမိသားစုကိုကူညီခြင်းကလှုပ်တဲ့လှုပ်ရက်ဖြစ်တယ်။တမန်ကျမ်းစာမှာကစိတ်မသာညှိသွားတော်သူတွေနဲ့အတူညှိသွားခြင်းမှုကိုပြုရမယ်လို့ဆိုထားတယ်။အငယ်ဆုံးသောသူကိုပြုစုရမယ်လို့ပြောထားတယ်။ ခရီးရမဟုတ်တဲ့သူတွေအတွက်ပြောရမယ်ဆိုရင်အငေဆုံးသောသူဆိုတာကဟိုအစင်ရေဆုံးသောသူတနာစရာအကောင်းဆုံးသောသူတွေဒုက္ခရောက်နေတဲ့သူတွေကို ဆိုလိုတာပါဆိုတော့အမောင်ကြနေတဲ့မိသားစုအတွက်ဒီလိုမျိုးကူညီတာကအလင်းပေးတာဖြစ်တယ်ပေါ့နော်လှုပ်တင့်တဲ့အရာ ဖြစ်တယ်လို့ဒီယုံကြည်သူခရိယာများစုကလက်ခံထားကြပါတယ်ဒီလိုမျိုးတမာကျန်းစာတွင်တင်ချင်းအပေါ်မှာအခြေခံတဲ့ခံယူချက်ရှိတဲ့သူတွေကဒါကိုလှုပ်တင့်တဲ့ကိစ္စလို့ထောက်ခံတယ် တခြားအမျိုးသမီးနဲ့ကလေးငယ်အရေးလုံးတဲ့သူတွေလူခွင့်ရေးလုံးတဲ့သူတွေကလည်းပဲဒီကိစ္စကိုထောက်ခံတယ်ဒုက္ခရောက်နေတဲ့အမျိုးသမီးနဲ့ကလေးတွေကိုဆိုရင်ကူညီတဲ့နဲ့လူခွင့်ရေးစံနှုန်းတွေအရလည်း ဒီကြံရစ်သူမိသားစုကတကယ်အပြစ်ကျူးလွန်တဲ့သူတွေမဟုတ်တဲ့အတွက်ကြောင့်သူတို့ကိုလူမှုအတိုင်းဝိုင်းကနဲ့အပြစ်ပြုမိတဲ့သူကဲ့သို့เนาะဒီဒုစရိုက်သမားကဲ့သို့တန်းတူထားပြီးတော့လူမှုရေးအရာအပြစ်ပေးတာဖေကျန်တာမျိုးမလုပ်တဲ့အတွက်ကြောင့်ဒီလိုမျိုးသူတို့ကိုကူညီဖို့လုပ်တာကိုလက်ခံလို့ရတယ်ဆိုပြီးတော့ပြောကြတာဖြစ်ပါတယ်။ တဖက်မှာဒီခရိယံယုံကြည်ခြင်းအမြင်နဲ့မဟုတ်ပဲနဲ့ဒီယထာဘူဒကြကြဝေဖန်သုံးတတ်တဲ့သူတွေကြတော့လေဒီလိုမျိုးအကျံဖက်သမားရဲ့မိသားစုကိုအရန်ကြီးတနာပြတာကအကျံဖက်သမားကြောင့်အသက်ခံရသူဒဏ်ရာရသူမိသားစုရဲ့မျက်နှာကိုဖျက်ရိုက်ပစ်တာနဲ့တူတယ်လို့ဝေဖန်တာလည်းရှိပါတယ် မကူညီနဲ့မပြောဘူးတို့တို့တိတ်တိတ်ကူညီပါပေါ့အဲ့လောက်ထိတနိုင်ကလုံးတကဘာလုံးတည်အောင်ချပြပြီးကူညီဖို့မလိုဘူးဒီလိုမျိုးလောက်ရကနောင်အလားတူအကြံဖက်မှုကိုကျိုးလွန်မဲ့သူတွေကိုအားပေးအားမြောက်ပြုရကြတယ်ဆိုပြီးတော့တုံ့တက်ခဲ့ကြတယ်တချို့တော့လူဆိုးကြီးတွေက ကိုသာဘလောက်ဆိုးရင်ဆိုးမယ်ကိုမိသားစုထိခိုက်နစ်နာမှာကြတော့အရန်ဆိုးရင်တတ်တဲ့သူတွေရှိတယ်။အရန်ဆိုးသွားတဲ့လုံရက်တွေကိုလှုပ်ချပစ်ချင်တာတောင်မှကိုမိသားစုဒုက္ခရောက်မှမျက်နှာငယ်မှာဆိုးလို့မလုပ်ဖြစ်တာတွေရှိတယ်။အခုလိုမျိုးလူဆိုးတွေရဲ့ကျန်ရစ်သူမိသားစုကို လူမှုအတိုင်းဝိုင်းကတနာကယူနာသက်ပြီးတော့ကူညီပေးနိုင်မယ်ဆိုရင် ဲ့ဒီလိုလူဆိုးတွေကိုဆိုးရွားတဲ့အကြမ်းဖက်မှုမျိုးတွေကိုဘာမှစဉ်းစားဆရာမလို့ပဲကျွလွန်လို့ရတယ်ဆိုတော့ message ပေးသလိုမဖြစ်နေဘူးလားဆိုတော့မေးခွန်းထုတ်တဲ့သူတွေလည်းရှိနေပါတယ်။ ဒီနေ့ထွက်တဲ့ BBC New York Time AP စတဲ့ ABC စတဲ့သတင်းတွေကိုရှာဖတ်ကြည့်လိုက်ပါရှုထောင့်အမျိုးမျိုးနဲ့တုံးတက်ထားတာတွေကိုဖတ်ရပါလိမ့်မယ်ဒီဖြစ်ရက်ကစာနာထောက်ထားမှုတွေမှာ အကန့်အသတ်ရှိတဲ့သလားရှိတဲ့နဲ့ဆိုရင်ဘလို့မျိုးအကန့်အသတ်နဲ့ရှိတဲ့တယ်လဲဒီလိုလောက်တာကအသက်ခံရတဲ့မိသားစုနဲ့တန်ရာရခဲ့တဲ့သူတွေကိုပို့ပြီးတော့ trauma ခံစားရစေဖို့မဖြစ်သွားစေဘူးလားတချို့တော့လူယုံမာတွေကသူတို့မိသားစုကိုထိမှနာတတ်တာမို့လို့ ဒီလိုမျိုးမိသားစုကိုကူညီတာကလူဆိုးတွေကိုဒီရုပ်မှပတ်ဆက်တဲ့အမှုတွေဆက်ကျူးလွန်ဖို့အားပေးရမရဘူးလားအဲ့လိုမျိုးမိခွန်းနေလဲရှိသလိုဘလို့ဆွေးနွေးသုံးသက်ချက်တွေရှိနေပါစေတခင်ယေရှုရဲ့တွင်တင်ချက်အတိုင်းချစ်ချင်းမေတ္တာကိုရှေ့ထားပြီးတော့လူဆိုးရဲ့ဇနီးနဲ့သားသမီးကတကယ်အပြစ်ကျွလွန်သူမဟုတ်တဲ့အတွက်သူတို့ကိုလည်းပဲကောင်းမွန်စွာမေတ္တာပြတာမကောင်းဘူးလားစတဲ့မိခွန်းတွေအများကြီးထွက်လာပါတယ်မိတ်ဆွေတို့ဆိုရင်ကဘလို့လုံးမလဲ comment လေးမှာဖြေပေးခဲ့ပါနော်။နောက်ဆုံးအချက်တစ်ခုလည်းပြောပြချင်ပါသေးတယ်။လူသက်သမားရဲ့ motif ကိုတက်ဆိုင်ရာကအခုချိန်ထိမထုတ်ပြန်ထားသေးပါဘူး။သူဘာကြောင့်မလို့ဒီလိုလုပ်တယ်ဆိုတာအခုချိန်ထိဘယ်သူမှမသိရသေးဘူး။ဒါပေမဲ့ကျွန်မဖတ်လိုက်ရတဲ့သတင်းတစ်ခုမှာကလူသက်သမားကဒီ Utah မှာနေစဉ်ပေါ့နော်။သူငှားနေတဲ့အင်ရှင်က သူ့အကြောင်းကိုအင်တာဗျူးမှာဖြေထားတာရှိတယ်။သူပြောတာကလူသက်သမားကအဲ့ဒီမှာနေနေတုန်းကဒီမော်မန်အတင်းတော်ကမိန်းကလေးတစ်ယောက်နဲ့တအားချစ်ကြိုက်ခဲ့ပြီးတော့လက်ထပ်ဖို့ထိရည်ရွယ်ခဲ့ဘူးတဲ့။နောက်တော့သူတို့အကြောင်းအမျိုးမျိုးကြောင့်လက်မထပ်ဖြစ်ခဲ့ကြဘူး။ အဲ့ဒီတုန်းကသူဘလောက်စိတ်နာပြီးဘလောက်ခံစားခဲ့ရတယ်လဲတော့မသိဘူးပေါ့နော် အခုလိုမျိုးစိတ်ဖိစီးမှုအများများပြီးတော့မကောင်းမှုတွေထလုပ်မယ်လို့စဉ်းစားတဲ့အချိန်မှာ तू ကဒီ moment အတင်းတော်ကိုတာဂက်ထားခဲ့တာကအဲ့လိုသူ့ရဲ့ဒဏ်ရာဟောင်းပေါ့နော်သူ့ကိုအသေးခွဲခဲ့တဲ့မင်းကလေးရဲ့အတင်းတော်မဟုတ်လားဆိုပြီးတော့တချို့ကပြောနေတယ်ဆိုတာကိုမိတ်ဆွေတို့ကိုဖောက်တယ်လာချပြတာဖြစ်ပါတယ်ဒါကြောင့်ဟုတ်တယ်မဟုတ်ဘူးဆိုတာကတော့တက်ဆန်ရာကဖော်ထုတ်မှပဲတီးရတော့မှာဖြစ်ပါတယ် အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ Rocky the Storyteller YouTube Channel ကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာအခုလိုမျိုးစိတ်ဝင်စားစရာမုခင်းတဲ့တဲ့တွေကိုဆက်လက်ပြီးတော့ recap လုပ်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် Rocky the Storyteller YouTube Channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့လုပ်ပေးခဲ့ပါအောင်နော်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်။ Bye bye ။